အမတ်စကားထဲမှာခိုင်နှင်းဝေပြောရတဲ့ download တစ်ခုမှတ်မိလားအိမ်တော်တစ်ခုပြုတ်မယ်ဆိုသူချစ်ကိုလည်းမရှာနဲ့ကိုချစ်ကိုလည်းမရှာနဲ့တဲ့ညင်ကြီးလေးပဲတူတာကိုရှာတယ်တကယ်တော့အဲ့စကားလုံးကအမှန်တော့ဆိုတော့ထင်မင်းလက်ကိုပဲကြည်လာမိန်းမကအရန်ထက်မြက်ပြီးတော့မှလုံအိမ်တော်ရှင်အမျိုးသမီးတွေရဲ့အားနည်းချက်ကအဲ့ဒါပဲကိုတစ်ခုခုဆုံးဖြတ်လိုက်တဲ့အခါကျရင်ကိုသားသမီးနှစ်နာသွားမလားကိုသားသမီးလေးညနာငယ်သွားမလားဆိုရဲစိတ်နဲ့အများကြီးသီးခံပြီးဇက် RTN အမျိုးများအားလုံးမင်္ဂလာပါရှင့်ဒီဗီဒီယိုလေးကအချစ်ရဲ့အိမ်တော်ရဲ့အတွက် အသိပညာဗဟုသူတရစရာကောင်းတဲ့အတွက်ကြောင့်တင်ဆက်ပေးလိုက်ပါရရှင်ကျမနဲ့အတူကြည့်ဖို့ဖိတ်ခေါ်ပါရရှင် အမတ်စကားထဲမှာခိုင်နှင်းဝေပြောရတဲ့ download တစ်ခုမှတ်မိလားအိမ်တော်တစ်ခုပြုတ်မယ်ဆိုသူချစ်ကိုလည်းမရှာနဲ့ကိုချစ်ကိုလည်းမရှာနဲ့တဲ့ညင်ကြီးလဲပဲတူတာကိုရှာတယ်တကယ်တော့အဲ့စကားလုံးကအမှန်တော့ဆိုတော့ထင်မင်းလက်ကိုပဲကြည်လာမိန်းမကအရန်ထက်မြက်ပြီးတော့မှလုံနိုင်ကိုင်နိုင်စွမ်းရှိတာဖြစ်တဲ့အတွက်သူ့ကိုယ်သူရိုးတယ်လို့လို့အားတယ်လို့လို့နှုံးတယ်လို့လို့အေးတယ်လို့လို့နဲ့မှီခိုးပြီးတော့မှအချောင်ပါပြီးလိုက်နေတာတကယ်တော့အဲ့ထင်မင်းလက်နေရာမှာထင်မင်းလက်ကလည်းသူ့ဟာနဲ့သူ level တစ်ခုရှိပြီးတော့ပံပိုးနိုင်တယ် sporting ပေးနိုင်တယ်ရှာနိုင်တယ်ဆိုလို့ရှိရင်ခိုင်နှင်းဝေတို့အိမ်တော်ကြီးကအဲ့အိမ်တော်ကြီးမှာတစ်ခုလုံးမှသူတို့ရဲ့အိမ်တော်ကြီးဒီ ုံးဝပါဆိုင်ဖြစ်မှာတိလာဆိုတော့တကယ်တမ်းသူကညံရည်မတူတာညံရည်မတူတဲ့အပြင်မှာသူ့ကိုယ်သူနှုံနာတွေအားတာတွေအေးတာတွေလုံနေတကယ်တမ်းနှုံနာလည်းမဟုတ်အားတာလည်းမဟုတ်ဘူးအေးတာလည်းမဟုတ်အသုံးမကျတာဖောက်ပြန်ဖို့ကြတော့မအေးဘူးလေဖောက်ပြန်ဖို့ကြတော့မရိုးသားဘူးလေတိတယ်မလားတကယ်တမ်းကကြတော့အဲ့လိုမျိုးအသုံးမကျတဲ့လူတွေရဲ့စကလုံးတွေအေးတာပါနှုံနာပါအားတာပါမသိတာပါဆိုတော့တကယ်တမ်းကအဲ့ဒါမိန်းမတွေကအရန်ထက်မြက်နေလို့ရှိလို့ရှင်လေအဲ့မိန်းမတွေရဲ့အနောက်မှာမိခိုခြင်းနဲ့ယောက်ျားတွေအဲ့ဒီစကလုံးတွေခုရုံးလုပ်ပြီးကိုယ့်ရဲ့အသုံးမကျ ်းမှုကိုဖုံးကွယ်ချင်နေတဲ့ယောက်ျားတွေစီထူးနေတည်းရှိတယ်။တကယ်တမ်းကလေအိမ်တော်တစ်ခုပြုတ်တဲ့အခါကျလို့ရှင်သူ့ရှာကိုရှာရှာတယ်ဆိုလို့ရှင်အိမ်တော်တစ်ခုကအချိန်တတိုလေးနဲ့ခရီးရောက်တယ်။သားသမီးတွေကိုလည်းကောင်းတဲ့ကောင်းနဲ့မြင်တဲ့မြင့်တဲ့နေရာမှာပညာရေးရဆာအကုန်လုံးမိဘနှစ်ပါးစပိုးတင်ပေးနိုင်။အဲ့လိုမဟုတ်ဘဲနဲ့ညံရေးမတူဘဲနဲ့မိမကရှာနေတဲ့ယောက်ျားကမိခိုးပြီးတော့လိုက်နေတယ်။ယောက်ျားကရှာနေတဲ့မိမကမိခိုးပြီးတော့မှလိုက်နေတယ်ဆိုလို့ရှင်အဲ့နှစ်တွေဘလောက်ကြာကြာအဲ့ဒီအိမ်တော်ရေးရတယ်ဘယ်လိုပြောရမလဲလိုချင်တဲ့ point ကိုမရောက်ဘူး။ခရီးကဘလောက် ပဲခရီးရှည်အောင်ဆက်ဆက်ခရီးရမရောက်ဘူးခရီးမတွင်ဘူးသိလားတကယ်တမ်းကလေအိမ်အောင်တစ်ခုပြုတော့မယ်ဆိုရင်အခုခက်ကမှာသူချစ်တယ်ကိုချစ်တယ်နေကိုခဏထားလိုက်ရောအဲ့ညံရေး level ဒူတာကိုအရင်ရှာနောက်ဆုံးလေကိုအိမ်အောင်တစ်ခုမှာကိုနဲ့သူနဲ့လင်မယားနှစ်ယောက်စကားပြောရင်တော့အပြင်းပြေစကားပြောရင်တော့ကိုပြောတဲ့စကားကိုနားလည်နိုင်လောက်တဲ့ညံရေးမျိုးရှိတဲ့ယောက်ျားမျိုးကိုရှာအဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်စိတ်ငြိရတာပဲအဖက်တင်လိုက်မယ် အိမ်အောင်ရှင်အမျိုးသမီးတွေရဲ့အားနည်းချက်ကအဲ့ဒါပဲကိုတခုခုဆုံးဖြတ်လိုက်တဲ့အခါကျရင်ကိုသားသမီးနှစ်နာသွားမလားကိုသားသမီးလေးညနာငယ်သွားမလားဆိုရဲစိတ်နဲ့အများကြီးတီးခတ်ပြီးအိမ်အောင်ရေးတွေကိုရှေ့ဆက်ကြအဲ့ဒါတွေကအမားတို့ရဲ့အားနည်းချက်တွေဖြစ်နေကြတာသိလားဆိုတော့နောက်တစ်ခုကဘာလဲဆိုတော့အိမ်အောင်တစ်ခုမှာယောက်ျားလေးကချီပါလက်ပါလုပ်တယ်ဆိုလို့ရှိရင်လူတွေကဒါအိမ်တွင်းအကျန်းဖတ်တယ်လို့သတ်မှတ်ကြတယ်ဆိုတော့တချို့ယောက်ျားတွေကကြတော့လေကိုထိလက်ရမကျူးလွန်ဘူးကိုထိလက်ရမလုပ်ဘူးဒါပေမဲ့ဘာလို့တတ်တာလဲဆိုရင်လေစိတ် ိလားမိန်းမတစ်ယောက်ရဲ့စိတ်ကိုလေဟိုဘယ်လိုပြောရမလဲအထက်ထက်ခါခါနာကျင်အောင်လုပ်တဲ့ယောက်ျားမျိုးတွေရှိတယ်ပြန်လဲမပြောဘူးနားလဲမထောင်ဘူးလှုပ်ချင်ရလှုပ်တာအဲ့ဒီတစ်ဖက်ကမိန်းမသူ့ကိုပိုချစ်လေလေသူ့ရဲ့စိတ်ထန်ရရခံစားရတဲ့နာကျင်မှုတွေကပိုပြီးတော့မှကြီးထွားလေလေပြီးတော့အမျိုးသမီးတွေဆိုရင်ခလေးမွေးပြီးတဲ့အချိန်မှာဟော်မုန်းအပြောင်းလဲတွေရှိတယ်အများကြီးစိတ်ဓာတ်အသက်ကြတွေအများကြီးရှိတယ်အဲ့ဒါကိုတချို့ယောက်ျားတွေကနားလဲတယ်တချို့ယောက်ျားတွေကနားမလဲဘူးနားမလဲဘဲနဲ့လှုပ်ချင်ရရလှုပ်တဲ့အခါမှာအမျိုးသမီးတွေကလေစိတ်တွေအထက်ထက်အနာကျင်ရတယ်စိတ်တွေအထက်ထက်ခံစားရတယ်အဲ့အဲ့ဒီနာကျင်မှု ခံစားမှုတွေကအိမ်တွင်းကြမ်းဖက်ပါတယ်လို့လဲသွားပြီးဥပဒေပုံမှန်တက်လို့မရဘူး။ဘာလို့လဲဆိုတော့လူမမြင်တဲ့ထံရတယ်သိလား။လူမမြင်တဲ့စိတ်ခံစားချက်တွေ။အဲ့လိုမျိုးယောက်ျားတွေကလည်းတီတီတတ်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 ရှိတယ်။အဲ့ဆိုအမျိုးသမီးတစ်ယောက်ကစိတ်ထောင်းရင်ကိုကြည်တယ်ဆိုတာလေကြားဘူးတယ်မလား။အမျိုးသမီးတစ်ယောက်အိမ်အောင်ကြပြီးွားလို့သူဂျုံဂျုံကြနေပြီး तू မပြင်းမစင်နေထိုင်နေပြီး तू မှာဒီအရင်လိုပျော်ရွှင်မှုတွေတက်ကြွမှုတွေမရှိတော့ဘူးဆိုတော့အဲ့ဒီအမျိုးသမီးက तू ကကိုထီးလက်ရောက်ကျူးလွန်ခံရတာမျိုးမရှိထားဘူးဆိုရင်တေးကြတာအာ तू စိတ်ကိုတတ်ခံနေရတာပဲ။ तू မှာစိတ်ဆင်းရဲကိုဆင်းရဲနဲ့လူတွေကိုဖော်ပြလို့မရ တဲ့စိတ်ဝေဒနာစိတ်ခံစားမှုခံစားနေရတာပဲအဲ့ဒါမျိုးတွေကလေတန်တိုင်းပြောရင်ကိုတိလက်ရောက်လုတ်တဲ့ယောက်ျားတွေတဲ့အဲ့လိုစိတ်ကိုတတ်တဲ့ယောက်ျားတွေကိုအမပုံမုံတယ်ပို့ပြီးတော့မှယွန်းဒီဗီဒီယိုလေးကိုကြည့်ပြီးသွားပြီဆိုတော့ကို့အမြင်ကို့ခံစားချက်ကို့အတွေ့အကြုံလေးတွေကိုလည်းမျှဝေပေးခဲ့ပါဦးရှင်ကျမတို့တင်ဆက်သမျှမလွတ်တမ်းကြည့်ရှုနိုင်ဖို့ကျမတို့ရဲ့ ZRTN channel လေးကို subscribe မလုပ်ရသေးရင်လည်း subscribe လုပ်ခဲ့ပေးပါဦးရှင်။ကောင်းသောနေ့ရက်လေးဖြစ်ပါစေရှင်။